အားလုံးပဲမိပါပါရှင်။နှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရင်ဒီ channel လေးကတော့စိတ်ဝင်စားကြနှက်ကတွန်းပုံမြင်လေးတွေကိုတက်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတင်သရှိနိုင်အောင်လေးနာတို့ဒီခါလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ငတ်မလေးရဲ့ဝါးနေလုပ်ထားတဲ့အိမ်တောင်းလေးထဲမှာအရင်ရက်တွေကလေးကမိုးရွာသွန်းနေပါဘီတီနဲ့သူမရဲ့သမီးလေးဟာအိမ်ထဲမှာနေထိုင်နေကြပါဘူး။ မိုးရီအသေးတန်ကြွားနေရကြောင့်မီဒီယံရဲ့ခေါမိုးပေါ်ကနေမိုးရီတွေစိတ်ဝင်လာပါရင်အမေတမီးတို့ခုဘာလုပ်ကြမလဲတမီးတို့အိမ်ထဲမိုးရီတွေဝင်နေပြီတမီးတို့ရဲ့အိမ်ခေါမိုးကအစောကနေ့ကပြင်ထားလိုက်ရမှာဟုတ်တယ်ချင်းကြီးမိုးရာသီမြောက်ခင်ကအမေ လက်သမားစရာကြီးသွားပါတယ်ဒါပေမဲ့အမေသူ့ဆန်ရောက်တော့လက်သမားစရာအိပ်ပျော်နေအဲလက်သမားစရာရအိပ်ပျော်နေရပဲဆရာကြီးရဆရာကြီးကနေလေပဲကြီးဘာလို့အိပ်နေရလဲထပါအောင် လက်သမားဆရာကြီးလည်းမိကြီးတောင်ကြတော့နိုးသွားပါရဲ့မိကြီးရောက်နေရလားဦးလေးကြီးရဲ့မိုးရသည်ရောက်တော့မယ်လေအဲ့ဒါကြောင့်ကျမရဲ့အိမ်လေးကိုပြန်ပြင်ကျင်လို့ပါအဲမရအောင်မရအောင်တမီးလေးဦးလေးစီအထားတာတွေကပြည့်နေပြီတမီးထပ်အပ်လို့မရတော့ဦးလေးမှာအလုပ်တွေအများကြီးလက်ခံထားရှိသေးရဲ့ခုံငယ်ဆိုရင်နှောင်ငယ်15ရက်လောက်ကလေးကဦးလေးကိုခေါ်နေရသူလဲသူ့အိမ်သူပြင်ကျင်လို့တဲ့ဒါပေမဲ့အလုပ်တွေများနေရောဦးလေးသူ့စီတော့မသွားနိုင်သေးဘူးအော်ဦးလေးကြီးရဲ့ အချိန်ခဏလေးပဲလိုတဲ့အလုပ်တွေပါ။ဦးလေးအလုပ်တွေမြင်မြန်ပြီးအောင်လုပ်နိုင်ပါလေ။မရောမီကြီးဦးလေးသာတကယ်လုပ်နိုင်ဦးလေးလာမှာပါ။ဦးလေးတမျိုးလိမ်မပြောပါဘူး။တမီဦးလေးကိုပဲစိတ်ချယုံကြည်ပြီးစောင့်မနေနဲ့နော်။အချားသူစီကအခုညီတောင်းလိုက်ပါ။အဲလိုပြောပြီးတော့လက်သမားဆရာကြီးကသူ့အလုပ်သူဆက်လုပ်နေပါလေ။ဟုတ်ကဲ့ပါဦးလေး။အဲ့ဒါဆိုကျမပြန်လိုက်ပါအောင်မေးအဲ့လိုပြောပြီးတော့အဲ့ဒီကနေအဲ့လိုပြောပြီးအဲ့ကနေအမေပြန်လာခဲ့တယ် ဲ့တော့ဆိုအမေကဘာလို့သူများစီရနဲ့အကူအညီမတောင်းခဲ့ရလဲအမေဦးလေးကလူစီရအကူအညီတောင်းခဲ့ရမှာဟုတ်တယ်ချင်းကြီးရေအမေအကူကလူစီကိုလည်းသွားသိရဲ့သူကသူ့အိမ်ရှိမှာထိုင်နေရမိသီးပါလားဒီကိုဘာလို့ရောက်လာလဲဘာဖြစ်လို့လဲအကူကလူရေကျမအကူအကူအညီလိုအပ်နေလို့ပါအဲ့ချိန်မှာကြီးကမ်းမကိုကြီးကအိမ်ပြေထွက်လာပါတယ်အကူကြီးဟုတ်လားဘလို့အကူကြီးမျိုးလဲမိသီးဟိုကျမရဲ့အိမ်လေးပြန်ပြင်ခြင်းလို့ပါ အဲ့အတွက်ကျွန်မအခုရဲ့အကူအညီလိုအပ်နေလို့ပါအေးပါအေးပါမိတီရဲ့ငါနေ့ကိုကျင်းတည်ပါကူညီပေးပါမယ်ငါတို့နေများနေရအတူပေါင်းပြီးနေအိမ်ခါမော်တွေပြန်ပြင်ပေးပါမယ်ဟဲ့မိတီနေရကာလုစီယာအကူအညီလာတောင်းရအောင်ကာလုကိုလက်သမားစီယာမှတ်နေရလားမဟုတ်ပါဘူးအမကိုကြီးအဲ့လိုမဟုတ်ပါဘူးကျွန်မလက်သမားဦးလေးကြီးစီလဲသွားခဲ့ပါသေးရဲ့ဒါပေမဲ့ဦးလေးမှာအစာကနေလက်ခံတိုင်းအလုပ်တွေအများကြီးပဲရှိသေးရဲ့အဲ့ဒါကြောင့်ကျွန်မအိမ်ကိုလာပြင်ပေးနိုင်မှာမဟုတ်လားဘူးဟုတ်ဟုတ်လား အဲ့ဒါဆိုနေရငါတို့အလောက်သမားများမှတ်နေလားငါတို့စီရောက်လာရအောင်ဟာကိုကြီးနေဘလို့ရှင်းရတော့ပါဇက်ပိတ်ထားစမ်းပါကို့အိမ်ရဲ့ခေါင်းမိုးကြတော့ကျိုးပါကျိုးကြနေအဲ့ဒါကိုတခြားသူစီသွားကူညီအောင်မဲတဲ့အရေးဆုံးကို့အိမ်ရဲ့ခေါင်းမိုးကိုပြင်ဆင်မအောင်အရင်ကသူမြောက်ကူညီပေးချင်နေရဘာမှမဖြစ်ပါဘူးကိုကလူရဲ့ကျမပြန်လိုက်ပါအောင်မင်းအိမ်ကြီးကလည်းအကိုကလူကအမေမကူညီနိုင်ခဲ့ဘူးလေမမေအဲ့ဒါဆို ။တမီးတို့ဘာဆက်လုပ်ကြမလဲ။မိုးရီတရားအိမ်ထဲဝင်နေပြီ။ဟုတ်တယ်။အမေတို့ဒီအိမ်ကြီးကနေအမြန်ဆုံးထွက်သွားမှဖြစ်မယ်။ကဲလာချင်းကြီး။အမေတို့အန်တီရီနာစီသွားကြမယ်။မိသီးနဲ့ချင်းကြီးလည်းမိုးရီထဲမှာရေဆိုးခံရင်အန်တီရီနာတို့အိမ်စီသွားကြပါ။အဲဒီခါမှာတော့အန်တီရီနာနဲ့ဦးလေးဘလူတို့ကသူတို့ရဲ့အိမ်ရှိမှာရက်နေကြတာကိုမြင်သွားပါ යි ။ဟဲ့အန်တီရီနာကြီးဘာဖြစ်တာလဲ။အန်တီတို့နှစ်ယောက်ကဘာလို့အိမ်ပြင်မှာရက်နေကြလဲ။မိသီးကြီး လေပြေးတိုက်တဲ့အချိန်ကျအနီတို့ခေါင်းမလန့်သွားပြီလေဟောဖီးယားဖီးယားဖဖောင်းနေနိုင်တမီတို့ရဲ့အိမ်ခေါင်းမကလည်းမိုးရီရီယိုနေရအဲ့ဒါကြောင့်တမီတို့ကဖဖောင်းတို့စီထွက်လာတာဖီးယားကြီးအဲ့ဒါဆိုငါတို့အားလုံးဘာဆက်လုပ်ကြမလဲမိုးမတိတ်ခင်တည်းရောငါတို့လုံခြုံတဲ့နေရာတနေရာမှာသွားနေကြရင်ပိုကောင်းမယ်ထင်တယ်ဒါပေမဲ့ဦးလေးကြီးရဲ့ကျမတို့ကဘယ်သွားကြမှာလဲငါနေရာတနေရာတော့တည်ထားရင်ကဲလားငါတို့အားလုံးအဲ့နေရာစီသွားကြမယ် အဲ့နေရာငါတို့နဲ့ငါတို့ရဲ့ကလေးတွေအတွက်အလွန်ကြုံဆုံးနေရာလေးပဲကောင်းပြီအဲ့တော့ဆိုလဲသွားကြမယ်မိုးစဲတော်လီသွားကြရအောင်အေးအေးလာသွားမယ်သွားမယ်မြင်မြန်သွားကြရအောင်သူတို့အားလုံးလည်းဦးလေးဘလူရဲ့နောက်ကနေလိုက်သွားကြပါအရှိနေနေလောက်ရောက်တော့နှမလေးဆိုနာလည်းသူတို့စီလာနေအောင်တွေးလိုက်ပါအေးဆိုနာနေမိုးရင်ထဲမှာဘာလုပ်နေရလဲငါပြောပြပါမယ်အရင်ဆုံးဒီသစ်ပင်ကြီးအောက်မှာပုံလိုက်ကြအောင်အမင်းလိုက်တဲ့ငယ်ကြဒီဘက်ကိုလာနေပြီ အမလီအမလီကဲကလေးတို့ရေမြန်မြန်လေးပုံလိုက်ကြအောင်တို့အားလုံးလည်းတပင်ကြီးတပင်အောက်မှာပုံလိုက်ကြပါအဲ့ချိန်မှာအမဲလိုက်တင်းငက်ကြီးတကောင်ကတို့နာနေဖြတ်သွားပါမိုးရွာနေရဲ့အတွက်ကြောင့်တင်းငက်ကြီးကသားကောင်ရဲ့အနောက်လေးခံလို့မရနေပါဘူး။အိုဖျားသခင်ရဲ့အခက်ခဲတွေအားလုံးဒီနေ့တည့်ရက်တည်းအဆုလိုက်အပြုံလိုက်ရောက်လာပါရောလား။နေငါတို့အချိန်မီပြောပြလိုက်လို့တော်ပါသေးရဲ့ဆိုနိုင်မဟုတ်ရင်ငါတို့ကအဲ့ဘက်ကိုပဲသွားတော့မလို့ဒါပေမဲ့ဆိုနာ မိုးရီဘာနေရဲ့အချိန်မိုးရီထဲမှာနေပါလို့မရလဲဆိုတာငါတို့မပြောပြရသေးဘူးတကယ်တော့ဖြစ်ပုံကတီလို့ပါငါနွေရာသီတုန်းကမြေကြီးနဲ့အိမ်ဆောက်ထားရလေအဲ့ဒီအိမ်ကအခုမိုးရီနဲ့တူပြိုသွားပြီအဲ့ဒါကြောင့်ငါလဲငါတို့တာမီအတွက်လုံခြုံတဲ့နေရာလိုက်ရှာနေရအမလီဖျားဖျားဒီအခက်ကေဘာလို့ငှက်တိုင်းရရင်ဆိုင်နေရလဲဒီမိုးရီကြောင့်ငါနဲ့အနီရီနိုင်အိမ်ခေါမိုးရီလည်းကျိုးသွားပြီအော်ဖျားရေဟုတ်တယ် အဲ့ဒါကြောင့်ငါတို့လည်းလုံခြုံတဲ့နေရာစီသွားနေကြတာအဲ့ဒါနေမှာငါတို့နဲ့တခါရင်လိုက်ခဲ့လိုက်တော့ဟုတ်ကဲ့ပါအဲ့လိုနဲ့ငှက်တွေအတူစုပြီးဦးလေးဘလူရဲ့နောက်ကနေလိုက်သွားကြပါသူတို့အားလုံးလည်းလုံခြုံတဲ့နေရာတနေရာစီကိုရှောက်သွားကြပါအဲ့နေရာလေးကတော့အုံနယ်ရွာလေးတစ်ရွာကြားမှာရှိပါနောက်ပြီးအဲ့နေရာလေးနားတဝိုက်မှာလဲလေကွင်းစိမ့်စိမ့်ကြီးတွေအများကြီးရှိနေပါဦးလေးကျမတော့ဒီလိုနေရာမျိုးအရင်ကတကားမှမမြင်ဘူးဘူးဒီနေရာလေးကရွာသားလေးမှရှိလို့ထင်တယ် ဟုတ်တယ်သမီးလေးမိချီသမီးပြောတာမှန်နေဒီနေရာလေးကဦးလေးတို့လိုငှက်သေးသေးလေးတွေအတွက်အလွန်ကြုံဆုံးတဲ့အသင့်တော်ဆုံးနေရာလေးပဲဒီနေရာအမဲလိုက်အသိငှက်တွေလည်းရောက်မလာတတ်တယ်လို့လူတွေလက်လာကြမှာမဟုတ်ဘူးဒီနေရာငါတို့ဒီမိုးရေရနေလဲလွတ်မြောက်နိုင်မယ်လေဟိုးဦးလေးကြအရန်ကောင်းတဲ့နေရာရှာပြစ်ထားတာပဲဟုတ်တယ်ဟုတ်တယ်မိုးမတိတ်မချင်းထိငါတို့ဒီညလေးမှာပဲနေကြမယ်အမေဒီလေကွေးထဲမှာဘာတွေစိုက်ထားလဲအဲ့ဒီပြင်ကိုဘယ်လိုခေါ်လဲ အဲ့ဒီပင်တွေကိုဝါပင်တွေလို့ခေါ်တဲ့ဂျင်ကီရဲ့အဲ့ဒီပင်များကလူသားတွေအတွက်အရန်အကျိုးပြုတယ်။အိမ်တွေအသုံးဆောင်ပစ္စည်းစောက်ဖို့အတွက်လည်းဝါပင်တွေသုံးတာလေ။အော်အဲ့လိုလား။ခဏလောက်နေရောမိုးလဲတိတ်သွားပိုင်။မိုးကောင်းကင်ကြီးကလည်းတိမ်တိုင်အမေရိကန်နေလုံးဝကင်းစင်သွားပိုင်။ကဲတော်ပါသေးရဲ့မိုးလဲတိတ်သွားပြီ။အခုငါတို့တွေငါတို့ရဲ့အိမ်လေးစီပြန်သွားကြမယ်။ဟုတ်တယ်။နောက်ပြီးအိမ်တွေကိုလည်းတိကျပြန်ပြန်ဆောက်ရတော့မယ်။ အနီတို့အလုံးအားအိမ်တွေပြန်ပြင်ရမှာကျမတော့အိမ်အစ်စ်ကိုပြန်ဆောက်ရတော့မှာဟုတ်တယ်ကဲလာငါတို့ဒီကနေပြန်ကြရအောင်သူတို့အလုံးလည်းအိမ်နေရာကနေသူတို့ရဲ့အိမ်တွေစီပြန်လာကြပါရင်တောင်းတဲ့ကိုပြန်ရောက်တော့သူတို့ရဲ့အိမ်တွေမိုးရေကြောင့်ပျက်စီးပြုတ်ကျနေတာတွေ့သွားပါရင်ဟိုဖျားသခင်ရဲ့တော်ရီဘယ်လိုလုပ်ပြီးဖြစ်သွားတာလဲအမေသမီးတို့ရဲ့အိမ်တော့လုံးဝပျက်စီးသွားပြီအခုသမီးတို့ဘာလုပ်ကြမလဲ မိုးရင်နဲ့လေပြင်းအချိန်ကြောင့်နင်တို့အိမ်ပျက်စီးပြီးပြုတ်ကျသွားတာလို့ငါထင်တယ်။မိတီကြည့်ရတာဒီမှာမုံတိုင်းကြီးကြီးတိုက်ထားရပုံပဲ။တောတွေကအချားငတ်တွေအိမ်လေးနဲ့ကျိုးပဲ့ပျက်စီးကုန်ပြီ။သူတို့စကားပြောနေတဲ့အချိန်မှာပဲအန်နီရီနာနဲ့ဦးလေးဘလူးတို့လည်းသူတို့နောက်ရောက်လာပါ යි ။အဲမိတီရေတမီးတို့အိမ်လည်းပျက်စီးသွားပြီလား။အန်တီတို့ရဲ့အိမ်တော့မလီထဲကိုလွင့်ပါသွားပြီ။ဟုတ်လားအန်တီ။အဲ့ဒါဆိုကျမတို့အခုဘာဆက်လုပ်ကြမလဲ။ကျမအရင်စိတ်ပူနေပြီ။မိတီရေ စိတ်ပူနေလို့လည်းဘာမှမထူးလာပါဘူး။ငါတို့အတွက်အိမ်သစ်တွေစောက်မှဖြစ်သွားမယ်။ဟုတ်တယ်။အန်တီတို့မှရွေးချယ်စရာမရှိတော့ဘူးလေ။ဟုတ်တယ်။အန်တီတို့ပြောတာမှန်တယ်။ကျမတို့အိမ်သစ်တွေစောက်မှရတော့မယ်။ဒါပေမဲ့အိမ်သစ်ကိုဘာနဲ့စောက်ကြမှာလဲမိတီ။မုံရီကြောင့်သစ်တွေရောကောက်ရိုးတွေရောရေရီစုကုန်မှာနောက်ပြီးရေစုံရဲ့သစ်တွေနဲ့ငါတို့အိမ်စောက်လို့မရဘူးလေ။အဲ့ဒါအရန်ကိုအလေးချိန်များနေမှာ။ဟုတ်တယ်။စုံနာပြောတာမှန်တယ်။အဲ့ဒီအတွက်လေကျမစီမှာအကြံတစ်ခုရှိတယ်။ အကျန်းဟုတ်လားဘလို့အကျန်းမျိုးလဲကျမတို့ခုနဝါးပြီးစိုက်တိုင်းလေကွင်းတွေ့ခဲ့လေအဲ့ကနေဝါးရီယူလာကြမယ်လေပြီးရင်အဲ့ဝါးရီနဲ့ပဲကျမတို့အိမ်လေးစောက်ကြမယ်လေဝါးအိမ်လားဒါမဲ့အဲ့လိုအိမ်ကခိုင်ခက်ပြီးဘေးရောကင်းမှာမလားစုံနိုင်ဝါးနေလောက်တိုင်းအိမ်ကငါတို့ကိုယာတီတိုင်းမှာလုံခြုံမှုပေးနိုင်တယ်နောက်ပြီးအရန်လေးခိုင်ခက်မှုရှိတယ်ဟုတ်တယ်မိတီပြောတာမှန်တယ်ကဲကဲလှုပ်ငါတို့အိမ်ဆောက်ဖို့အချိန်ကြာရင်အကုန်ခံလို့မရအောင်စုံနိုင် နေရက်ဒီမှာပဲကလေးတွေနဲ့အတူနေခဲ့နော်ငါတို့နေတော့ဝါရီယူလာခဲ့ပြီမယ်အေးပါအဲ့လိုနဲ့အန်တီရဲ့ဦးလေးရဲ့မိသီးရဲ့အဲ့လေကွင်းစီကိုသွားကြပါ යි ကဲလို့ငါတို့ဝါရီချိုးလိုက်ကြရအောင်ပြီးရင်တစုတည်းချိလိုက်မှာအဲ့ဒါမှငါတို့တည်သွားဖို့လေကူမှာသူတို့တောင်းရောင်လေကိုစီဝါရီယူလိုက်ကြပါ යි ပြီးတော့တောက်တဲပြန်လာကြပါ යි အမလီငါတော့ပင်ပန်းသွားပြီရီနာရဲ့နေရလေပင်ပန်းတာမြန်လိုက်တာအခုကအင်းစားဖို့ကြံသေးရဲ့မှတ်မိရဲ့မလား ဟုတ်ကဲ့ပါကျမအကုန်မှတ်မိပါတယ်အန်တီစိတ်မပူပါနဲ့ကျမတို့လည်းအိမ်ဆောက်တဲ့နေရာမှာအန်တီတို့ဝိုင်းပြီးကူညီပေးမှာပါကျေးဇူးပါပဲတမီးလေးမိချီတမီးတို့လည်းကူညီပေးမယ်လေဟုတ်တယ်မလားစွန်နုဟုတ်တယ်အရန်ပြောဖို့ကောင်းပါပဲအဲ့လိုနဲ့သူတို့အားလုံးလည်းကိုစီကိုစီဝိုင်းအိမ်တွေဆောက်လိုက်ကြပါပြော်တရားကိုတရားလဲဝိုင်းကူညီပေးကြပါရှင်အနေငယ်တွေရောသူတို့အားလုံးလဲအင်္ဂလလေးတွေကိုစီစောက်ပြီးသွားကြပါပြီ။ဟုတ် အကောင်လုံးရဲ့အိန္ဒိယအရန်လာနေရပဲဟုတ်တယ်ချင်းကြီးရောက်ပြီးအိန္ဒိယအဲ့လောက်လာတယ်လို့အဲ့လောက်လေခိုင်ခံ့မှုရှိတယ်သူတို့အားလုံးစကားပြောနေတဲ့အချိန်မှာရုတ်တရက်တိမ်တိုက်တွေမဲမောင်သွားပါခဏလေးနေရောမိုးရီရွာချလာပါဂျီနာကဘလို့ဆရွာလာလဲကဲလှုပ်လှုပ်အကောင်လုံးကိုအိန္ဒိယဝင်ကြတော့သူတို့အားလုံးလည်းအိန္ဒိယထဲကိုဝင်နေလိုက်ကြပါပြီးတော့မိုးရွာတဲ့အရာသာခံစားနေကြပါကဲအခုလိုမျိုးစိတ်ဝင်စားကြငှက်ကတော့ပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ my channel လေးကို like and subscribe လေးလုပ်ထားဖို့မမိပါနဲ့နော်။နောက်ထပ်လေးစိတ်ဝင်စားကြအောင်တဲ့ဗီဒီယိုလေးတွေနဲ့တူပြန်လာခဲ့ပါမယ်။အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရဲ့နော်။